စပန်ဂျူလိုင်အခမ်းအနားကိုမြေလက်ဒေတာဘာကသမားအဖွဲ့ချုပ်နဲ့88ငင်းငင်းနဲ့ပွင့်လင်းလူအဖွဲ့အစည်းတွေကမကွေးမြို့မှာကျင်းပခဲ့ကြပါတယ်။ဥဇော်ဖေးသတင်းပေးပို့ထားပါရရှင်။ The main way could down there ဟာ53နှစ်မြောက်7 July ခန်းနာကိုမြေလက်ဒေသဘက်ကသားများအဖွဲ့ချုပ်ကဥဆောင်ပြီးမကွေးမြို့ကန္နာလမ်းမှာရှိတဲ့တောင်ငွေသမားတမကရုံးကမှာပြုလုပ်ခဲ့ကြတယ်လို့ရွာသစ်ပွဲချူ15လမ်းမှာရှိတဲ့ 88မျိုးဆက်ငင်းညာရင်နဲ့ပွင့်လင်းလူဖွဲ့စည်းမှလည်းပြုလုပ်ခဲ့ကြပါတယ်ကျွန်တော်ခန်းအစီအစဉ်မှာကျွန်တော်ပြောခဲ့တယ်လို့ပဲကျွန်တော်ဒီ7 July လို့ကျွန်တော်တွေ့လိုက်တဲ့ကြားလိုက်တဲ့မှာကျွန်တော်ဘန်းနဲ့ကြည်ခွေးစားတယ်ကျွန်တော်တည်တည်ပါတယ်ဘာလို့ဆိုတမိုင်းမှာလည်းဟိုကျွန်တော်ចောင်းသားတွေမှာဖြစ်ဖြစ်ဆိုဆုံးကျွန်တော်ထင်တယ်ပေါ့နော်ចောင်းသားအရောက်တရာကျွန်တော်ဆိုတော့အဲ့တွေ့အဲ့တွေ့တဲ့တွေ့တဲ့မှာကျွန်တော်ကျင်တယ်မှာဘန်းနဲ့ကြည်တည်ထားတယ်အဲ့တွေ့ သူတို့အတွက်ကျွန်တော်ဘိုးသားဘာသာအနည်းအရာရောသူတို့အတွက်ငါဘဝကူကောင်းအောင်ကြာကျွန်တော်ဘုံကြီးဆရာတော်တန်ခါရေပြင်ပြီးတော့ဆုံးဖြတ်ပြီးမျှဝေလုပ်တယ်အဲ့တချက်သူတို့အတွက်သူတို့အတွက်သူတို့ရဲ့ဘဝကောင်းမှာဘာချက်ကကျွန်တော်တို့မှာသူရဲ့တောင်းသူတို့လုတ်ခဲ့တဲ့တောင်းဝင်တွေဒီလေးကိုကျွန်တော်ခံယူအဲ့အတွက်ကျွန်တော်လည်းဒီလက်ရှိမျိုးဆက်ចောင်းသားရဲ့အနေနဲ့သူတို့ဝီဆုံးတဲ့တောင်းဝင်တွေကိုကျွန်တော်ဆက်လက်ပြီးတော့ထမ်းဆောင်ရမယ်လို့ခံယူပြီးတော့ကျွန်တော်တို့လိုအခမ်းအနားပေါ်လို့မြေလက်ဒေသဘာကသားများအဖွဲ့ချုပ်ကအခမ်းအနားအစီအစဉ်၁၄ခုနဲ့ကျင်းပပြီး 1962ခုနှစ်ဇူလိုင်လ9ရက်နေ့နဲ့10ရက်နေ့အဖြစ်အပျက်တွေလက်ဆင့်ကမ်းပြောပြကြပါတယ်။မကွေးမြို့88မျိုးဆက်ငင်းညမ်းရင်းနဲ့ပွင်လင်းလူဖွဲ့စည်းကကျင်းပတဲ့အခမ်းအနားမှာလည်းအစီအစဉ်3ခုနဲ့ကျင်းပခဲ့ပြီးတက်ရောက်လာတဲ့1962ခုနှစ်ဇူလိုင်လ10ရက်နေ့ကမိုင်းခွဲဖြူဖြက်ခံရတဲ့ကျောင်းသားတမကအဆောက်အဦးနဲ့ပတ်သက်ပြီးပြန်ပြောင်းပြောပြကြပါတယ်။အာဒီနေ့ကျွန်တော်တို့ကျောင်းသားကနေတော်တိုင်းကောင်စီအာနာသိမ့်ပြီးတော့ကျောင်းသားတွေကိုနှိမ့်ပြခဲ့တာ53တင်းမြောက် 7 July နေ့အခမ်းအနားအမှတ်100နေနေကျွန်တော်လုပ်ကြရတယ်။အဲ့လိုလုပ်တဲ့နေရာမှာကျွန်တော်တို့အနေနဲ့ကအလုံးပူပေါင်းနဲ့တွဲတဲ့အလုပ်ကိုပဲလုပ်တယ်။အခုចောင်းသားတွေကအဲ့အခမ်းအနားကျင်းပတဲ့နေရာကိုကျွန်တော်တို့အလုံးတွားပြီးတော့ပူပေါင်းပါဝင်ပြီးတော့လှုပ်ဆောင်ပေးတယ်။ကျွန်တော်တို့ကကျွန်တော်တို့ရဲ့အတွင်းအစ္စရာသက်စိတ်တံကိုဖြိုဖျက်လို့တော့မရဘူး။ဒီမှာကြည့်လိုက်ပါ။အစာဥသာဖြိုလို့ရရင်ရမယ်။ကျွန်တော်တို့ယင်တဲ့ကတမကစိတ်တက်ပြီးတော့ဘယ်သူမှဖြိုလို့မရဘူးဆိုတော့ကျွန်တော်ပြောချင်ပါတယ်။ မကွေးမြမှာမနေ့၈နာရီကကျင်းပတဲ့7ဂျူလိုင်ခန္ဓာနှစ်ခုလုံးကိုမြစ်လက်ဒေသလုံးဆိုင်ရာမကွေးရင်းနှံကျောင်း6ပခုတ်ကူကျောင်းသားတွေတက်ရောက်ခဲ့ကြသလိုမကွေးမြို့ကဒီမိုကရေစီအင်အားစုတွေလည်းပူးပေါင်းပါဝင်ခဲ့ကြပါတယ်ခင်ဗျာကျွန်တော်ဇော်ဖေပါ